2025ခုနှစ်အောက်တိုဘာ27ရက်နေ့က NLEFAA မိသားစုတွေနဲ့ကျောင်းသူကျောင်းသားတွေစုပေါင်းပြုလုပ်ခဲ့တဲ့မဟာဘုံကထိန်ပွဲတော်ကိုပဲခူးတိုင်းဒေသကြီးအင်းတော်မြို့မှာရှိတဲ့မိုးကုန်းဝိပဿနာဇနိတာရာမတော်ရဓမ္မရိပ်သားကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ီပုံကထိန်ပွဲတော်မှာတော့ NLFAA မိသားစုတွေနဲ့ចောင်းလူចောင်းသားတွေကလူဝဲပစ္စည်းဝတ္ထုအစုစုကိုကတ်လှူခဲ့ကြပြီးတန်ဃာတော်ရှင်သူမြတ်များနဲ့ယောဂီများကို နေဆွတ်ဆက်ကလူဒန်းခဲ့ကြပါတယ်။ LASAA မိသားစုနဲ့ကျောင်းသူကျောင်းသားများရဲ့စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို အောင်မြင်ပြီးမြောက်အောင်တံပိုးပေးခဲ့ကြသူများအားလုံးကို NLASAA မှမှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်ရှင်။